်မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြမအရေးကူညီမှုဘာမအပ်ပြန်အသက်ဝင်လာမှုစစ်ကော်မရှင်အပေါ်ဖိအားပေးမှုများပိုလုံလာနိုင်တဲ့ဆွေးတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြမအရေးကိုကူညီထောက်ပံ့ပေးမည်အမေရိကန်နိုင်ငံ၏ဘာမအပ်ဥပဒေပြန်လည်အသက်ဝင်လာမှုသည်ဒေါ်လာရေးအင်အားစုအတွက်ရလက်ကောင်းဖြစ်ပြီးစစ်ကော်မရှင်အပေါ်ဖိအားပေးမှုများပုံမလုံလာနိုင်တဲ့ဟုနိုင်ငံရေးအကြေကံများကထောက်ပြကြပါရယ် အမေရိကန်သမ္မတထရန့်တက်လာပြီးနောက်ကုညီထောက်ပံ့ပေးမှုများပိတ်ပင်မှုလျော့နေသွားသည့်မြန်မာအရေးနှင့်ပတ်သက်၍အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ၏ဖူရက်ဆက်ကော်မတီကယခုရက်ပိုင်းကြားနာပွဲတစ်ရက်ကျင်းပခဲ့ပါသည်။စစ်ကော်မရှင်သည်အာဏာသိမ်းပြီးနောက်နိုင်ငံတကာထံမှနိုင်ငံရေးအသိအမှတ်ပြုမှုများရရှိစေရန်အတွက်နှီးမျိုးစုံလုပ်ပြနေတော်လည်းယုံကြည်မှုမရှိသလိုယခုကြားနာပွဲသည်လည်း၎င်းတို့အားပုံမှုဖိအားပေးရိုက်ခတ်လာစေနိုင်ကြောင်းနိုင်ငံရေးအကဲခတ်များထံကသိရပါသည်။ အဆိုပါကြားနာပွဲကိုအမေရိကန်အောက်လွှတ်တော်တောင်အာရှနီဗဟုအာရှရေးရဆက်ကော်မတီဥက္ကဋ္ဌအရှေ့အာရှနီဖက်စီဘိတ်ရေးရဆက်ကော်မတီဥက္ကဋ္ဌပညာရှင်များနှင့်လူခွင့်ရေးတက်ကြွလှုပ်ရှားသူများတက်ရောက်၍ဖာမာအက်ကိစ္စကိုဆွေးနွေးခဲ့ကြောင်းသိရပါသည်ထို့ပြင်အမေရိကန်အစိုးရ၏လက်ရှိမူဝါဒကိုပြန်လည်တုံ့တက်၍စစ်ကော်မရှင်အားဖိအားပေးရန်နှင့်ဒီမိုကရေစီလှုပ်ရှားမှုအားထောက်ခံရန်မဟာဗျူဟာအသစ်၄ချက်ချမှတ်ပြီးဗာမာအက်အတီးပြူရင် အမေရိကန်သမ္မတထရန့်အစိုးရကိုတိုက်တွန်းခဲ့ကြောင်းသိရပါတယ်။ရင်းတို့ဆွေးနွေးခဲ့သည့်အမေရိကန်အောက်လွှတ်တော်အရှေ့အာရှနှင့်ဖက်စီဘက်ရေးရဆက်ကော်မတီသည်မြန်မာ့ဝေဦးတော်လှန်ရေးအင်အားစုများအပြင်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH နှင့်လည်းအကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများရှိပါတယ်။ဒါကြောင့်အခုကော်မတီရဲ့ဆွေးနွေးမှုဟာမြန်မာ့ဝေဦးတော်လှန်ရေးရဲ့အင်အားစုတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေပုံမှန်ဤကက်လာမယ်လို့ထင်ပါတယ်ဟုနိုင်ငံတကာဆက်ဆံရေးလှလာသူဦးဝင်းမင်းကသတင်းဌာနကိုထောက်ပြပြောပြပါရယ်။ ရှင်အပြင်2026ခုနှစ်တွင်အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်လာမယ်ဖိလစ်ပိုင်ကလည်းအမေရိကန်၏မဟာမိတ်ဖြစ်ပြီးမြမအရေးကိုအာဆီယံမှတဆင့်သို့မဟုတ်တိုက်ရိုက်ဖြစ်စေပုံမပဝင်ဆောင်ရွက်လာနိုင်ကြောင်း၎င်းကဆက်လက်ဆိုပါရယ်အမေရိကန်လွှတ်တော်သည်မြမအရေးကူညီထောက်ပံ့ရန် Pharma Act ပါဝင်သော အမျိုးသားကောက်ွယ်ရေးလုံခြုံရေးလုံခြုံရေးအဥပဒေ NTAA ကိုရေးဆွဲ၍ရခိုင်သမရဂျိုးပိုင်တင်ကပြီးခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာ23ရက်တွင်လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ပါရယ် ်သို့သောအမေရိကန်၏ဘတ်ဂျက်အကြက်တင်းများနှင့်အစိုးရသည့်အပြောင်းလဲများကြောင့်2023ခုနှစ်အောက်တိုဘာတွင်ပေးအပ်ရမည်ဖြစ်တော်လဲယနေ့ထိတိုင်ကြန့်ကြာနေခြင်းဖြစ်သလိုထိုဖာမားအက်ဤအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပံ့ပိုးကူညီရန်ပါရှိပါတယ်။ရှင်းပြင်ကြားနာပွဲမှချမှတ်တိုက်တွန်းထားသောအချက်လေးချက်တွင်ဖာမားအက်အရာကူညီပေးရန်အပြင်စစ်ကော်မရှင်၏စီးပွားရေးကိုပြင်မှတ်ထားရန်နှင့်မြန်မာနိုင်ငံဆိုင်ရာအဆင့်မြင့်အမေရိကန်အထူးကိုယ်စားလှယ်တအုပ်ကိုခန့်အပ်ရန်လိုလဲပါဝင်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမင်းအောင်လိုင်နဲ့စစ်တပ်ကိုထောက်ခံသောအမှုပညာရှင်တို့ကိုဘဲတင်ပို့ခွင့်လိုင်စင်ပါမင်များချထားပြီးပြီးစစ်တပ်ကသူကောင်းပြုတယ်ဆိုတဲ့တဲ့င်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အချံဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်နဲ့စစ်တပ်ကိုထောက်ခံသောအမှုပညာရှင်တို့ကိုပဲတင်ပို့ခွင့်လိုင်စင်ပါမင်များချထားပြီးပြီးစစ်တပ်ကသူကောင်းပြုကြောင်းပြည်ပသို့ပဲတင်ပို့နေသောကုန်သေးကြီးတအုပ်ကတရင်ဌာနကိုပြောကြားပါတယ်။ အကြံဖတ်စစ်တပ်ကပြုလုပ်သောပွဲလန်းသဘင်များမေအောင်လိုက်ဤပြပခီးစင်မှပြန်လာသောချိုးဆိုးပွဲများသို့တက်ရောက်သောရုပ်ရှင်မင်းသမီးစိုးမြတ်သူစာအပါဝင်အမှုပညာရှင်တို့ကိုစစ်တပ်ကပဲတင်ဖို့ခွင့်ပြုသည့်ပါမင်များချထားပြီးကြောင်းအစိုးရအမှုပညာရှင်တို့က၎င်းတို့ရရှိသောပဲတင်ဖို့ခွင့်ပါမင်များကိုပြပသို့ပဲတင်ဖို့မိခုံတဲ့များထံသို့ပြန်လည်ရောင်းချခြင်းဖြင့်ငွေသားများရရှိကြကြောင်းသိရပါသည်စိုးမြတ်သူစာဆိုရင်လေပဲတင်ပို့ခွင့်ပါမစ်တန်ချိန်ထောင်းကနေရတယ်အဲ့ဒါကိုကျွန်တော်တို့ကုံတွေတွေကပြန်ကောက်တယ် ပါမစ်ကိုပြန်ရောက်ပြီးမွေးဖော်တာပေါ့ဟုပြည်ပသို့ပဲတင်ပို့နေသောကုန်သေးကြီးတဦးကဆိုပါတယ်။အကြံဖတ်စစ်တက်ကဆီအာနာသိမ်းပြီးနောက်သွင်းကုန်နှင့်ပို့ကုန်များကိုပါမစ်များတင်ကျပ်လိုက်ပြီးနိုင်ငံသားငွေသုံးဆွဲမှုကန့်တက်ကပါမစ်များကိုအခွင့်ထူးခံအဖြစ်စစ်တက်နှင့်ခရိုနီအတိုင်းဝိုင်းတွင်အလွယ်တကူရရှိငွေဖော်စေနိုင်သောပစ္စည်းတစ်ခုအဖြစ်ကြားခံသုံးဆွဲလာကြောင်းသိရပါတယ်။လက်ရှိတွင်မင်းသားနေအောင်ရှမ်းအောင်စင်ရောမောင်ခန့်စီသူ မေတင်စာဦးဒိန်းတောင်အုံဒီကျော်ကျော်နန္ဒအပါဝင်အမှုပညာရှင်အတိုင်းဝိုင်းမှစစ်တပ်ကိုထောက်ခံရုံသာမကတော့ပဲကျန်းဖို့ပါတီအီမဲဆွဲစီရင်ရေလှုပ်ရှားမှုများတွင်ပါတက်တက်ကြွကြွပါဝင်လာကြောင်းသိရပါတယ်။ကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိပေလောကလိမ်လည်မှုကြီးဖြည့်ရှင်းပေးရေဖြည့်တဲ့ရေတူးဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်ကိုကတော့ကြည်သိန်း2500အစိုးရယုံလေးနှင့်လူမိုက်ဝင်းထုတ်ဝင်းကိုသိန်း1000 ကြည်မြင့်နိုင်ငါးစေးမှလူမိုက်ကြော်ကြော်ကိုတင်ရှိရပေးခဲ့ရတော့လေဖြည့်ရှင်းပေးခဲ့ခြင်းမရှိဆိုတဲ့တဲ့င်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မြန်မာပြည်တွင်းပဲဆေးကွက်တွင်အမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိပဲလောကလိမ့်လည်မှုကြီးကိုဖြည့်ရှင်းပေးရေးဖြည့်ရေးတူးဝင်ကြီးဘူချုပ်အောင်ကြော်ကြော်ကိုလက်ငွေကတော့ကြီး ငွေကျပ်သိန်း2500အစိုးရယုံလေးနှင့်လူမိုက်ဝင်ထုတ်ဝင်ကိုငွေကျပ်သိန်း1000ကြီးမြင့်နိုင်ငါးစီမှလူမိုက်ကြော်ကြော်ကိုသိန်း800ပေးခဲ့ရတော့လေဖြည့်ရှင်းပေးခဲ့ခြင်းမရှိတဲ့ကဲ့သို့ပြည်လဲမှုလည်းမရရှိခဲ့ကြောင်းလိမ့်လေခန့်ရသောမဟာနတီ Trading Company မှဒါရိုက်တာကိုရဲမင်းလွင်ကသတင်းဌာနကိုပြောကြားပါရသည် 2023-2024ခုနှစ်အတွင်းမဟာနဒီ trading company ကဘဲကုန်တဲ့တူဖြစ်သောဇော်မင်းတန်ခဇော်ဇော်လေးထက်တွင်မပဲတန်ချိန်2000တန်မိုးရှိပင်ညာကို American dollar တန်းချီပေး၍ပွဲယူခဲ့ပြီးလောင်းထားခဲ့ကြောင်းမြန်မာငွေအားဖြင့်သိန်းကြီးပေါင်းတသိန်းခွဲတန်မိုးရှိခဲ့ကြောင်းထို့သောဝယ်ယူချိန်ကမပဲစင်းတို့မှ26သိန်းဝန်းကျင်သာရှိခဲ့ကြောင်းရင်းနောက်မပဲစင်းမှ53သိန်းခွဲဖြစ်သွားချိန်တွင်ပဲနှင့်ငွေများလုံးဝပြတ်မပြီးပဲလင်းလဲသွားခဲ့ကြောင်း ထို့ကြောင့်ငွေလိမ်ခံရမှုအတွက်ငွေကြေးများပြန်လည်ရရှိရေးအတွက်ပြည်ထရေးတူးဝင်ကြီးဘူချုပ်အောင်ကျော်ကျော်မှတဆင့်ဆက်သွယ်၍ငွေပြန်လည်ရရှိရေးစူးစမ်းခဲ့တော်လေကရော့ကြီး3500ကုန်သွားခဲ့တော်လေဖြည့်ရှင်းပေးမှုမရှိခဲ့ကြောင်းကိုရဲမင်းလွင်ကပြောဆိုပါတယ်။စော်မင်းသက်စော်စော်လေးကိုကျွန်တော်မှမပေး2000ကျွေးထားတယ်။မြန်မာငွေသိန်းကြီးပေါင်းတသိန်းခွဲပေးထားတယ်။မပေးသေး43သိန်းခွဲဖြစ်သွားတယ်။ကျွန်တော်ဝယ်ထားတာ26သိန်း2023 2024ခုနှစ်ပုံဒေါ်လာ9တန်းကျော်လိမ့်သွားတယ်။ ကျွန်တော်မှအကုန်ရှိတယ်တက်သေးတွေရှိပါတယ်အဲ့ဒီမှာပြည်ရဲ့ရည်တွဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်ကိုကျွန်တော်အကူညီတောင်းနေဒူးဝင်ကြီးကိုပထမဂရဝကြီး3500ပေးပြီးအကူညီတောင်းနေစော်စော်လေးကိုခေါ်ရတော့ကြားတယ်ဒါပေမဲ့ပမာဏကအရန်များတော့ဘိုးချုပ်အောင်ကျော်ကျော်လေးဟိုကောင်ကိုခေါ်မိပြီးဘာမှအရာမတင်လာဘူးကျွန်တော်ဂရဝကြီး3500လောက်ကုန်နေမဖြစ်လာဘူးဟုကိုရဲမင်းလွင်ကရှင်းပြပါတယ် ရှင်းအောင်ကြီးမြင့်နိုင်ငါးစီမှလူမိုက်ကြော်ကြော်နှင့်ချိတ်ဆက်ပြီးဇော်ဇော်လီခဇော်မင်းတန်ထံသို့ခနာတာအကျွေးကိစ္စတွေ့ဆုံခွင့်ရရှိရေးဆောင်ရွက်ပေးရန်အကူအညီတောင်းခဲ့ကြောင်းလူမိုက်ကြော်ကြော်ကလည်းလှူဆောင်ပေးမိဟုဆိုကာငွေကျပ်သိန်း800ရယူသွားခဲ့ကြောင်းစစ်တပ်နဲ့ပါလှုပ်ဆောင်မိဟုတိန်ရှိရာယူဆောင်ခဲ့တော့လဲဘာမှဖြစ်မလာခဲ့ကြောင်းသိရပါတယ်။ရှင်အောင်အစိုးရုံလေးကိုချိတ်ဆက်၍တာကေတလူမိုက်ဝင်းထုတ်ဝင်းကိုချိတ်ဆက်ကချက်သိန်းတထောင်ဖြင့် စောမင်းတန့်ခစောစောလေးကိုတွေ့ဝင်ရာရေးဆောင်ရွက်ပေးရန်လှုံ့ဆောင်ခဲ့ကြောင်းတို့ရတွင်လည်းမိတိရလက်မှမဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။တာကေတာဝင်းထုတ်ဝင်းကယူစောတီဆိုပြီးနာမည်ကြီးနေတာကျွန်တော်အလိန်ခံထားရလို့ ခုညီပေးပါဆိုတော့ဝင်းထုတ်ဝင်းကတင်းတထောင်တောင်းနေတင်းတထောင်တောင်းတော့ကကိုယုံလေးကချိတ်ပြီးတော့စစ်တပ်ကိုခုညီတောင်းမှပဲရမယ်စစ်တိုင်းမှုကိုတင်း၄ရ၅ရလောက်ခါရမယ်ဆိုပြီးပြောတယ်စစ်တိုင်းမှုခေါ်ပြီးရင်ကျွန်တော်ကိုလိန်သွားတဲ့စော်စော်လေးကိုခေါ်မယ်စစ်မယ်ဆိုပြီးပြောတယ်တကယ်တမ်းကျတော့လူမိုက်ဝင်းထုတ်ဝင်းကကျွန်တော်ကိုတင်း၅ရပြန်ပေးတယ် channel တင်း၅ရကိုလည်း မတောင်းဖို့ကျွန်တော်မိသားစုဝင်တွေကိုချိန်ချောက်တယ်။ကျန်တဲ့သိန်း900ကကိုယုံလေးကိုပေးလိုက်ရတဲ့အတွက်မပေးနိုင်တော့ဘူးဆိုပြီးလျှော့သွားတယ်ဟုကိုရဲမင်းလွင်ကရှင်းပြပါဗျ။အချမ်းဖတ်စစ်တပ်ကရန်ကုန်အခြေဆိုင်မဟာနတီ International ကော်မတီလီမိတက်မှဒါရိုက်တာဦးရဲမင်းလွင်အပါအဝင်မိသားစုဝင်များကိုအမေရိကန်ဒေါ်လာတန်90ကျော်ပြန်လည်မသွင်းဟုဆိုကငွေကြေးခဝါချမှုအပါအဝင်စီးပွားရေးဆိုင်ရာပုံမှန်များစွာဖြင့်အမှုဖွင့်ထားပြီးဦးရဲမင်းလွင်ဤဟာကင်ဦးခင်နဒီခင်မောင်အပါအဝင်မိသားစုဝင်များကိုစစ်တပ်ကဖမ်းဆီးထားကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတန့်စေကန်ထူးမရွာစေယုံနှင့်ကားပြင်ဆိုင်ကိုစေအုပ်စုဘုံချဲတက်လို့ပြည်သူ6ဦးတေဆုံးက၄ဦးထဏ်ရာရာ ညတကောင်ကျော်လူအိတ်ချိန်စေအုစုကအချောင်းမဲလာရောက်ဖုံးကျဲတက်ဖြတ်တာဖြစ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းရွှေဘိုခရိုင်တန့်စင်မှုတွေကန်ထူးမှကျေးရွာစည်းုံနဲ့ကားပေါ်ရီပြင်ဆိုင်ကိုညတကောင်ကျော်အချိန်စေအုစုကတိုက်လျင်နဲ့ဖုံးကျဲတက်ဖြတ်လို့ဖီသူ6ဦးတိတ်ဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့တင်ရရှိပါတယ်။နိုဝင်ဘာ24ရက်ဒီကနေ့မနက်တနားရီအချိန်မှာမန္တလေးမြို့တတားဦးလေးစိတ်ကတက်လာတဲ့တိုက်လျင်နဲ့ကန်ထူးမှရွာစည်းုံနဲ့အနီးကကားပြင်ဆိုင်ကိုအချောင်းမဲ့ဖုံးကျဲတက်ဖြတ်သွားတာလို့ဆိုပါတယ်။ ပုံတန်ကြောင့်ဖြီသူ6ဦးတေဆုံးက4ဦးတန်ရန်ရပြီးတန်ရန်ရရှိသူတွေက3ဦးဟာပြင်းထန်လို့အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ဒေသခံတွေကပြောပါတယ်။စေအုစုကဘုံရှဲတက်လို့တေဆုံးတန်ရန်ရသူတွေနဲ့ပတ်သက်ပြီးအသေးစိတ်ကိုသတင်းဌာနကဆက်လက်ဆောင်ဆန်းနေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ26ရက်ကလည်းတန့်ဆယ်နေကန်ထူးမရွာရှိ73စီအယောင်ဆိုင်နေ နေအိမ်တွေကိုစစ်အုပ်စုကတိုက်လေရင်နဲ့ပုံကျဲတက်ဖြတ်ရာခိုးဝင်ဆောင်မိခင်အပါဝင်ဒေသခံပြည်သူ၁၂ဦးသေဆုံးခဲ့ပါတယ်။မင်းအောင်လိုက်ဦးဆောင်တဲ့အာနာသိန်းစစ်အုပ်စုဟာလေချောင်းအားကိုလက်နက်အားကိုနဲ့နိုင်ငံတော်ဝန်အယက်သားပြည်သူကိုထိနှိုင်းကျဲတက်ဖြတ်နေတာနေ့စဉ်ကျူးလွန်နေတာဖြစ်ပါတယ်။